အဖွဲ့အစည်းမှာကိုဘကလထိုင်ပေါ်မှာထိုင်နေတယ်လေဟုတ်လားနော်ကိုက GM ကလထိုင်မှာထိုင်သလားနော် HOD ကလထိုင်မှာထိုင်သလား supervisor ကလထိုင်မှာထိုင်သလားထိုင်တဲ့ကလထိုင်အလိုက်ပါရမလဲပါပေါ်ရမယ်ဟုတ်ပလားနော်အဲ့တော့အဲ့ဒီပါပေါ်တွေကအမျိုးအစားအမျိုးမျိုးရှိတယ်တစ်နိုင်လေ legitimate ဥပဒေအရစင်စီကံဥပဒေအရရတဲ့ပါပေါ် လေဂျစ်တမစ်ပါဝါလို့ခေါ်တယ်အဲ့တော့မန်နေဂျာကလထိုင်မှာထိုင်တဲ့လူကဒါသူ့ဒါမန်နေဂျာလောက်ခွင့်ရှိတယ်မန်နေဂျာလုံးပိုင်ခွင့်အကုန်လုံးပြရတယ်လုံးပိုင်ခွင့်ရတယ် နော်အဲ့တော့မန်နေဂျာဆိုရင်မန်နေဂျာနော်အာစပါဒါရိုက်တာဆိုရင်ဒါရိုက်တာပေါ့အဲ့ဒါသူ့အပါလေနော်စောစောပိုင်းကဆရာမတို့ပြောထားတယ်စနစ်တကျဖွဲ့စည်းထားတယ်ဖွဲ့စည်းပုံပေါ်မှာသူ့ဘယ်နေရာမှာရှိတယ်လဲတနည်းအားဖြင့်ဖွဲ့စည်းပုံကိုဆရာမတို့ကသစ်ပင်ကြီးလို့မြင်လိုက်ရင်ဘယ်အကိုင်းမှာသူ့ထိုင်နေတယ်လဲသူ့ထိုင်တဲ့အကိုင်းအရာသူ့မှာ authority ရှိတယ်နောက်တစ်ခုကပါလေနော်သူ့ position ရပါ လူဘာလုပ်လို့ရလဲဆိုရင်စုပေးပိုင်ခွင့်ရှိတယ်စုပေးနော်ချင်းမြောက်ပိုင်ခွင့်ရှိတယ်အဲ့တော့သူ့မှာပါလဲဆိုရင်သူရထားတဲ့ပါဝါကနော်ချင်းမြောက်ပိုင်ခွင့်ရှိတယ်အဲ့ဒါကိုဆရာမလေးအလွယ်ဆုံးရှင်းပြမယ်နော်ဆရာမတို့တက်ကဆိုးမှာစာတင်တော့ကနော်အဆရာမတို့ဘေးကောင်းမှာနော်ကျောင်းသား600ရှိတယ် ကျောင်းသား6ဟာများအားကြီးတော့ဘယ်လိုလုပ်ရလဲဆိုရင် section 3ခုခွဲရတယ်အဲ့ဒါဆရာမတို့ parallel သင်ရတယ်နော် section 3ခုပြိုင်လို့သင်တယ်အဲ့တော့ကျောင်းသားတွေကစိတ်ပါတာပဲသိလားဘာလုပ်လဲဆိုရင်အဲ့ဒီ3ခုသင်တဲ့အထက်မှာဘယ်ဆရာမေးခွန်းထုတ်တဲ့ဆရာလဲလို့သူတို့ကနော်စုံစမ်းလိုက်တယ်အဲ့ဒါပြီးတော့ဘာလုပ်လဲအဲ့ဒီဆရာကိုပဲချင်းကတ်တယ် မဲခွန်းများရမလားလို့ချီးမြှောက်တော့မဲအဲ့ဒါသူ့ robot ရမယ်လေချီးကအဲ့ဒါဆရာစင်းရများရမလားလို့အဲ့ဆရာမတော့ကြတော့လေဘယ်လောက်လုပ်လဲဆရာမတော့၃ယောက်ကတော့ဆရာမတော့ခွဲထားတဲ့၃ယောက်ကဘာလုပ်လဲဆိုရင်မဲခွန်း၆ခုရှိတယ်နော်မဲခွန်းတစ်စုံမှာ၆ခုရှိတယ်အဲ့တော့တစ်ယောက်ကနှစ်ခုလုပ်တယ် အဲ့ဒီနှစ်ခုကလည်းအများအားဒီနှစ်ခုလောက်တာမဟုတ်ဘူး rotate လောက်တာဒီတစ်ခါဒီနှစ်ခုနောက်တစ်ခါဒီနှစ်ခုအဲ့တော့အဲ့ဒီကောင်နေចောင်းသားနေဆရာမတို့လိုက်ပြီးဖားလို့ကိုမရတော့ဘူးဟုတ်လားနော်အဲ့တော့တချို့တွေရတာမဟုတ်ဘဲနဲ့ဒီလိုပဲလောက်တဲ့ဆိုတော့သူတို့ရသလားတော့မပြောရပါဘူးနော်အဲ့ဒါ reward power ရတယ် အဖွဲ့အစည်းမှာ နော်ချင်းမြောက်ပိုင်ခွင့်ရှိတယ်ချင်းမြောက်ချင်းမြောက်ချင်းရနိုင်မဲ့အခွင့်အလမ်းဘယ်လိုတွေမှာရှိတယ်ညီးတဲ့လူချင်းကသွားတယ်အဲ့ဒါကြောင့်မို့အဲ့ဒီလူမှာပါရှိတယ်ချင်းမြောက်ချင်းကရမယ်ပါဝါစုပါဝါကတစ်ဆင့်သူသုံးမှာပေါ့အဲ့ဒါကိုသုံးပြီးတော့မှသူချင်းမြောက်လိုက်တဲ့လူတွေစီကသူ့ကိုနော်အာဘာလို့လုပ်ငန်းကိုဆောင်ရွက်မှုပေးတာလားအခြားကိစ္စတွေဆောင်ရွက်မှုပေးတာလားသူအဲ့ဒါရတယ်အဲ့ဒီပါဝါရတယ်နောက်တစ်မျိုးကပါလေ information power တဲ့သတင်းအချက်အလက်အဲ့တော့ဗာလဲဆိုရင်เนาะအခုစင်မချက်မတော့ socialist ခက်ကလေအဲ့ဒါတိတ်ပြောတာပဲသူလား socialist အသိရှိတယ်ဆိုလိုတာပါလေသူစီကသတင်းနေရမယ်မင်းပြင်ကကြာလို့ရှိရင်တော့ပြည်သူဆိုင်မှာအာမနရွှေဘာစပြဝင်မယ်ဟုတ်လားနော်မင်းပြင်ကကြာရင်မှချိတ်ထမိန်ဝင်မယ်နော်အသိရှိအဲ့ဒါနော်ရက်ွက်ထက်မှာသူကလားမင်းပြင်ကကြာရင်ပါရမယ်အဲ့ဒီလူကရက်ွက်ထက်ရလူတွေကသူ့ကိုမေးရမယ်ဘာဘာဘာကြားလဲဘာဝေးအောင်ပါဘာကြားလဲဆိုအဲ့မှာသူစီမှာပါဒီ power လေးသူစီမှာရှိတယ်အဲ့ဒါပါ လဲ information ပါပါနော်အခုခင်မှာရှားတော့ပါလေနော်ပါဝါပါလေပါဝါရှိမလဲဆိုရင်နော်အာ project တွေလာလိမ့်မယ်เนาะဥပမာဆိုကြပါစို့ AGB project ကိုလာဖို့ရရှိတယ်ဘယ်မှာ project လာမယ်ဥပမာဆိုကြပါစို့အခုစီလဝါမှာ project တွေလာမယ်เนาะ Japan project လာမယ်အဲ့ဟိုအခုဆိုရင် website တွေဝင်ကြည့်เนาะဘယ်သူတွေလာအဲ့ဒါ information ကို website ဝင်ကြည့်ဆိုတာပြောလိုက်တော့အလွယ်လင်းเนาะတကယ်တကယ် website ဝင်တာအောင်မှာဟုတ်တယ်မလားအဲ့တော့ဝင်တတ်တဲ့လူကပါလေ information ရှိတယ်အဲ့တော့ businessman တွေကသူတို့ကိုချင်းကပ်ပြီးတော့မှမေးရတာပဲအဲ့တော့ information ပါဝါ information ရောက်ပါဝါရှိတယ်။နောက်တစ်မျိုးကပါလေ coercive power လို့ခေါ်တယ်။သူကပါလဲဆိုရင်နော်သူ့ကိုကြောက်တဲ့ကြောက်ပေါ်မှာကြောက်ယွန့်ခြင်းပေါ်မှာရတဲ့ပါဝါသူ့ကိုကြောက်လို့သူပြောတဲ့အတိုင်းလဲလို့ပါသူ့ပါဝါသူ့ကိုနာခံတယ်ပါလဲသူ့ကိုကြောက်လို့နော်အဲ့ဒါမျိုးကပါလဲဆိုရင်ဥပမာဆိုကြပါစို့နော်ဒါမလို့ရင်ရိုက်ခံထိမယ်လို့အမေကပြောတာကိုနော် ရှိတဲ့အတွက်အမေကိုကြောက်တယ်လေဟုတ်လားနော်မဟုတ်ဘူးမဟင်းတော့အမေကတော့ဘာမှမလုပ်ဘူးတချို့အမေတွေကလုံးတက်တာရှိသေးတယ် နင်တို့နော်နင်တို့အဖေလာမှငါတိုင်းပြောင်းအောင်မယ်ဆိုရင်အဲ့တော့အဖေစီမှာဘာအပါဘာရှိလဲနော်အစုအုပ်ကြောက်တာနော်အမေကတိုက်ရင်အဖေကကြိမ်လုံးနဲ့ကြိုင်ထားတာအဲ့ဒါသူ့ကပါလဲသူ့ရဲ့ပါဝါအဲ့ဒါပါပဲနော်အဲ့တော့ပါဝါ position သူ့နေတဲ့နေရာပေါ်မှာမူတည်ပြီးတော့မှအဖေနေရာမှာနေရလို့ဟုတ်လားနော်ရက်ွက်ထက်မှာဩဇာအာဏာညောင်းလို့ဟုတ်လားစသည်ဖြင့်နော်ဆရာမို့နော်အဲ့ဒါတွေကဒါ ကိုအဲ့ဒီနေရာလေးကိုရတဲ့အတွက်ရထားတယ်ပါဝါ